နေရတဲ့အနေအထားမှာမငြီးမညူဘဲနဲ့ပေါ့နော်ဒီကိုအဆင်ပြေတလူမျိုးလေးပဲနော်ပြောလဲမပြောရဲကြဘူးလေနော်အဒီအနေတိုင်းမှာကိုအဆင်ပြေတလူတောက်ခံနေကြတယ်အဲတာယူကြည့်ပြီးတော့လဲအင်မတန်မှစိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်နော်အမြင့်ပြတ်ချိန်မုန်းနိုင်ခဲ့တဲ့အတွက်နဲ့အောင်ပွဲတွေခံပြီးတော့တပြေပန်းတွေမလို့လတ်အပ်တဲ့ဒီပွဲပုံစံပေါ့ဗျာမလို့လတ်အပ်တဲ့လူစုမှုတွေနဲ့တစ်ဖက်မှာ အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့အဲတင်ပြခြင်းတဲ့သတင်းလေးရတော့ကျွန်တော်တို့စာကဆတ်စစ်ကောင်းဆောင်ဦးမင်းအောင်လိုင်းနဲ့မလေးရှားဝန်ကြီးချုပ်တို့ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မှာတွေ့ဆုံနေဆိုတဲ့သတင်းလေးပါအဲ့တော့ကျွန်တော်တို့စာကဆတ်နဲ့ဒီမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲမှာကျွန်တော်တို့တော်လန်ရေးထွက်အမျက်ထွက်လာစေမယ့်အကြောင်းရင်းတစ်ခုမှမပါဘဲနဲ့ဒီအာဆီယံနိုင်ငံတွေအနေနဲ့လည်းဦးမင်းအောင်လိုင်းကျင်းပမယ့်ဒီဇင်ဘာလမှာပေါ့စတင်ပြီးတော့ကျွန်တော်တို့အကောင့်ထဲပေါ်ကျင်းပမယ့်ဒီ2025ရွေးကောက်ပွဲကို ဒါတော်လန်ရေးဖက်ကအင်အားစုတွေလက်ခံနာနိုင်အောင်လို့တိုက်တွန်းလှုံ့ဆော်ပေးဖို့ပေါ့နောက်တစ်ခုကအာဆီယံနိုင်ငံတွေအနေနဲ့ဒီအပေါ်မှာလဲလက်ခံကြောင်းကိုပြသဖို့ဒီအပေါ်မှာလဲကျွန်တော်တို့အာဆီယံတွေအနေနဲ့ဝန်းရံပေးဖို့ဒါတိုက်တွန်းပြောဆိုသွားတာပေါ့ဗျာအဓိကအချက်လက်ကတော့နောက်တစ်ခုကတော့ဒါငလျင်ဘေးနဲ့ပတ်သက်လို့လူသားချင်းစာနာမှုကိစ္စတွေကိုတို့ပြန်လည်တီထောင်ရေးကဏ္ဍတွေမှာအတူတူပူးပေါင်းပါဝင်လှုံ့ဆော်သွားကြမယ်ဆိုတဲ့ဟာကိုဂတိကဝတ်တွေပြုသွားကြပါတယ် အဲ့တော့စကားစားဘက်ကတော့ကျွန်တော်တို့ရွေးကောက်ပွဲကဏ္ဍကျင်းလဲကျင်းတည်နေပြီ။နောက်ရွေးကောက်ပွဲကိုရအောင်လဲလုပ်မယ်ဆိုတဲ့အဖြစ်ထွက်လာပြီပေါ့ဗျာ။နောက်ပြီးတော့ကျွန်တော်တို့အိမ်နေချင်းနိုင်ငံတွေကလည်းစကားစားဖက်မှာဒါရက်တည်လာတယ်ဆိုတဲ့သဘောလေးကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ဒီမနက်ကပဲကျွန်တော်တို့ NUG ရဲ့အစိုးရအနေနဲ့ကလည်းဒီအာဆီယံဥက္ကဋ္ဌအင်ရှင်နိုင်ငံဖြစ်တဲ့ဒီမလေးရှားနိုင်ငံရဲ့ဝင်ကြီးချုပ်နဲ့တွေ့ဆုံဖို့အခွင့်အရေးရခဲ့ပါတယ်။အဲ့တော့တွေ့လဲတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာ ကျွန်တော်တို့ဟိုကောင်းမွန်တဲ့သတင်းတွေကတော့ရရှိလာခဲ့မှာတော့မဟုတ်ဘူးလို့ကျွန်တော်တို့သုံးသပ်မိပါတယ်အဲ့တော့တွေးဆုံပွဲရလက်ရဲ့နောက်ဆုံးအဖြေကထွက်လာတဲ့အခါမှာကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်တော့ဒီတွေးဆုံပွဲမှာအယူကြီးအစိုးရအနေနဲ့စကားစားနဲ့ပူပေါင်းပြီးလှုပ်ဆောင်မှသာလျင်ပဲတိုင်းပြည်ရဲ့အနာဂတ်ကကောင်းမွန်မှာဖြစ်ကြောင်းဒီတော်လန်ရေးမှာကျွန်တော်တို့ရေရှည်တည်တက်လာမယ်ဆိုရင်နှစ်ဖက်တော့မကောင်းကြောင်းပြောရမယ်ဆိုရင်ကုန်ကုန်ပြောရမယ်ဆိုရင်ပြကျွန်တော်တို့တော်လန်ရေးကိုပြတ်ပြားစီမဲ့စကားလုံးနေနဲ့နောက်ပြီးတော့ ဒီစစ်ကောင်စီနဲ့ပူးပေါင်းဖို့အကြောင်းကိုသာတောက်လျှောက်တိုက်တွန်းပြောဆိုသွားတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရစ်ကာလာတစ်ခုကိုစတင်ပြီးတည်ထောင်ခဲ့တာလဲအန်ယူဂျီအစိုးရတရက်အနေနဲ့ဖြစ်တယ်အာဒီတစ်ဖက်မှာတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်နေအနေနဲ့ကတော့အန်ယူဂျီမပေါ်ခင်ကတည်းကဒါတော်လန်နေတာပေါ့ဗျာနောက်လဲတော်လန်နေဦးမှာပါဒီအဖွဲ့စည်းတွေကအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးအကူအပြောင်းကာလာမှာတကယ်လို့အန်ယူဂျီအစိုးရသားလည်းရေမဲ့ဒီအာဆီယံနိုင်ငံတွေရဲ့ဖီအာပေးဆိုမှုကြောင့်ဖီအာပေးတောင်းဆိုမှုကြောင့်စာကားဆန်းနဲ့ပူးပေါင်းပြီးတော့ ဒီနိုင်ငံရေးအရာပေါ့ဗျာအရင်တော့ကဒါဒေါန်ဆန်းစုကြည်စ조사ခဲ့တယ်လို့မျိုးပဲဒီပါတီဆောင်ရွေးကောက်ပွဲတစ်ခုမှာပါဝင်ရှင်းပြိုင်ပြီးတော့နိုင်ငံရေးအရာပဲစာကားစားနဲ့ညှိနှိုင်းသွားမလားဆိုတဲ့ဟာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့တော်လန်ရေးကဏ္ဍကနေပြန်ကြည့်မယ်ဆိုတော့လေ UNG ခေါင်းဆောင်ပိုင်းနေအနေနဲ့ဒီလိုမျိုးကသာလှုပ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးမှာတမိုင်းတရခံအနေနဲ့တော့နာမည်အကြီးကြီးတက်ပြီးတော့နောက်နှစ်ပေါင်းမြောက်များစွာမှာ ဒီနာမည်ကြီးကဒီနာမည်ဆိုးကြီးနဲ့ပဲရှင်သန်သွားလိမ့်မယ်လို့အာဒါတုံသက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဦးမင်းအောင်လိုင်းဒီနှစ်ဆန်းတရက်နေ့ကအကျဉ်းသား9000ကျော်ကိုပြန်လွှတ်တာဒါမထူးဆန်းပေမဲ့ပေါ့ကျွန်တော်ကိန်းကနန်းရတော့ထူးဆန်းတယ်ဗျအော်ဒီနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဒါဘယ်အဖွဲ့အစည်းမဆိုတော့နှစ်ဆန်းတရက်နေ့ဒါအခါကြီးရဲ့ကြီးတွေမှာဆိုရင်ကျွန်တော်တို့အကျဉ်းသားတွေကိုပြန်လွှတ်တဲ့ ဓလေ့ထုံးစံရှိတယ်ဆိုပေမဲ့ဒီတခါအင်းစိန်ထောင်မကြီးကနေလွတ်တာအကျဉ်းသား9000ကျော်ကိန်းကနန်းကကျွန်တော်တို့နည်းနည်းလေးစဉ်းစားစရာဖြစ်နေတယ်နောက်ပြီးတော့ဒီအာဆီယံဝင်ကြီးချုပ်နဲ့ဥမယောင်လိုင်တို့နဲ့တွဲဆောင်ဆွေးနွေးပွဲမှာလဲဒီဘက်ကအာဆီယံအပိုင်းဝိုင်းအနေနဲ့ဥမယောင်လိုင်ကိုရွေးကောက်ပွဲတစ်ခုသာအမြင်အကျဉ်းပါပါကျုပ်တို့ခမ ्या ကိုအာမခံပါတယ်ကျုပ်တို့ခမ ्या ကိုရွေးကောက်ပွဲအတွက်ထောက်ခံပါတယ်ဆိုတဲ့အကြောင်းအရာတွေကို ဖိအားပေးပြီးဆွေးနွေးသွားတယ်။နောက်တစ်ခုကဒီအာဆီယံဥက္ကဋ္ဌပဲ UNG ကိုခေါ်ယူတွေးဆောင်ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီးအပြေရှာမှတ်တာလျင်နိုင်ငံရေးထွက်ပေါက်တစ်ခုနောက်မြန်မာနိုင်ငံသားတွေအနေနဲ့ငြိမ်းချမ်းရေးရရှိမယ်ဆိုတဲ့အကြောင်းတွေကိုဖိအားပေးတိုက်သွန်းသွားတယ်။အဲ့တော့ဒါနဲ့ဆက်ဆက်မှုအရင်ကရှိတယ်ဗျ။ဟိုမှာလဲအကျဉ်းသား9000ကျော်ကိုဒါလွှတ်လိုက်ပြီးတော့ အခုဆိုရင်ဒါဘားတင်တချင်းလေးနဲ့တို့ညင်ညီလောက်ပြီရောင်လာချိန်မှာတော့အစင်တင်ပြအောင်အမြဲတမ်းရှင်လင်းထားပါတယ်အဲ့တော့လောက်ကြပါဗျာမလေးရှားဆိုရကတော့အာနာတိတ်နဲ့လေးနှစ်လုံးမှာအမြဲတမ်းအတန်ထုတ်ခဲ့တာပြည်သူနဲ့အတူချက်တည်ပြီးတော့မှဒီဘုံတော်တူညီတန်၅ချက်ကိုလိုက်နာကျင့်သုံးဖို့အမြဲတမ်းခိုင်ခိုင်မာမာယက်တည်ပြောကြခဲ့တာဒီကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကြားရတယ်ပေါ့အခု2025မှာအာဆီယံခေါင်းဆောင်ဖြစ်လာတဲ့မလေးရှားဟာ လေရှားဆိုရဟာနော်ဒီမအလာစစ်အုပ်စုကိုမြောက်မိုင်းကိုဒီအာဆီယံဆွေးနွေးပွဲမှာလူရသွင်းတဲ့အနေထောက်တွေ့ရဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်း NUG နဲ့ဆက်ပြီးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်မယ်ပေါ့ရှင်နော်အဲ့တော့ဘုံတော်တူညီချက်၅ချက်ဆိုတာဟာပြည့်ပြည့်သွားပြီလို့ယူဆလို့ရပြီးတော့မှဒီ NUG နဲ့ဆက်လက်ပြီးတွေ့ဆုံဆွေးနွေးမယ်ဆိုတာကတော့နော်ကျမတို့ခံမှန်းရတော့ဒါဟာ2025ရွေးကောက်ပွဲကိုစုအတည်ပြုဖို့လုပ်တာပဲဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာပါဝင်ဖို့အတွက်တိုင်းနာလက်နက်ကိုင်အနေနဲ့ UNG အပါဝင်เนาะဒီမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ NLD ခေါင်းဆောင်တချို့ ਨੇ PDF တွေကိုလည်းဒီရွက်ကောက်ပွဲမှာပေါင်းမယ်လားပို့ဖိတ်ခေါ်မယ်လို့ခံမှန်းမိရပေါ့အဲ့တော့တို့ဓာရီလုံနေတာဟာပြည်သူတွေအနေနဲ့ကတော့เนาะဒီရွက်ကောက်ပွဲဟာဟိုလူရမဝင်ပါဘူးအစ်စ်တမ်းမရှိပါဘူးတိတ်ခါမရှိတဲ့ရွက်ကောက်ပွဲပါလို့ပြည်သူတွေဘလို့ပင်អော်နေတော့ညာလေဒီရွက်ကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဒီရွက်ကောက်ပွဲမှာလည်းတိတ်တာပေါ့ကြက်ခံရေးကနိုင်မှာပဲဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါကဟိုတက်ဆာနေကြတော့မလို့တော့ဘူးလေเนาะခုချိန်မှာကိုကြီးကိုလက်နဲ့ဖြစ်နေတဲ့စစ်အုပ်စုဟာရွက်ကောက်ပွဲလုပ်မယ်ဆိုရင်သူတို့ပဲအနိုင်ရမယ်ဆိုတာဒါတရားရခိုင်တော့သိရနိုင်ပြီဖြစ်တယ်အဲ့တော့ ဒီအပေါ်မှာဒီရွေးကောက်ပွဲအပေါ်မှာပါဝင်လာမယ်အတန်ဒီလေကျွန်တော်တို့ကြားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါ PDF တွေထဲကတချို့တချို့ခေါင်းဆောင်အနေနဲ့ပေါ့နော်ဒီအပေါ်မှာပါဝင်လာလိမ့်မယ်လို့ထင်တယ်တချို့ဒီ NLD ခေါင်းဆောင်များအနေနဲ့လည်းဒီရွေးကောက်ပွဲအပေါ်မှာစိတ်ဝင်စားတဲ့လူတချို့ရှိနေကြီးလိမ့်လိမ့်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ထင်တာရတဲ့နေရာကဝင်ပြီးတော့နော်နိုင်ငံရေးကိုနိုင်ငံရေးအရာဆွေးနွေးပြီးတော့ရတဲ့နေရာကခြေကုပ်ယူပြီးအရင်အမေတော်ဆန်းစုကြည်လုတ်ခဲ့တယ်လို့မျိုးပဲနော်ရတဲ့အခွင့်အရေးနဲ့ဆက်ပြီးသွားမယ်လို့တွေးနေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ရှိကိုရှိပါတယ်အဲ့တော့ ကျွန်တော်တို့ပြည်သူလူထုများအနေနဲ့ကတော့ဒါအသိအစင်မပြေပါဘူးเนาะဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့တော်လိုင်းရင်အားစုများတိုင်းရင်းသားလက်နက်ကင်များအယူဂျီကလူကြီးများအပေါင်းတာဝန်ရှိသူများအားလုံးပေါ့နော်ဒီရွေးကောက်ပွဲကိုတားမြစ်ဖို့အတွက်เนาะဘာတွေပလန်ချထားလဲပေါ့ဒီရွေးကောက်ပွဲဟာပြည်သူလူထုလက်မခံပါဘူးတည်င်းထုတ်နေရုံနဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးပေါ့နော်ဒီရွေးကောက်ပွဲကိုဇွတ်အတီးပြုတ်မယ်ဇွတ်အတီးပြုတ်လိုက်ဖို့အတွက်လည်းအာဆီယံကကူညီနေလိမ့်မယ်အဲ့တော့ ကြီးပေါ်မှာပြည်သူအထွက်ကပြည်သူတွေထွက်ကမျောလင်းချက်မဲ့တယ်လို့ဖြစ်သွားမှာကိုအရင်ဆိုရင်ပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကလုံးဝဖြစ်လို့မရဘူးဖြစ်ကိုမဖြစ်တင်တဲ့ရွေးကောက်ပွဲဖြစ်တယ်တဖြည်းဖြည်းနဲ့ကျမတို့လယ်မြေတွေစုံမှုထားနိုင်တဲ့အနေထားရနေပြီးတော့ကျမတို့ဒီတော်လိုင်းရင်အားစုများစိတ်တက်ကြလာဖို့အထိဖြစ်လာမှာကိုဆိုရင်ပေါ့နော်စိတ်တက်ကြလာပြီးဆိုတဖြည်းဖြည်းနဲ့လယ်မြေတွေပြန်ပြီးတော့စစ်ကောင်စီဘက်ကနေပြန်ပြီးတင်ပိုက်လာနိုင်မယ်ဆိုရင်တဖြည်းဖြည်းနဲ့ကျမတို့တင်ထားတဲ့လယ်မြေတွေကိုတဖြည်းဖြည်းနဲ့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အနေထားမျိုးရောက်သွားမှာကိုကျမတို့အရင်ဆိုရင်ပါတယ်အဲ့ဒီလိုမျိုးဖြစ်သွားခဲ့လို့ရှိရင်ကျမတို့ကစိတ်တက်တစ်ခုလည်းနဲ့တိုက်နေတာဖြစ်တဲ့အတွက်ကျမတို့ပြည်သူလူထုအားလုံးစိတ်တက်ကြမယ်အနေထားမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ ီရွေးကောက်ပွဲကိုဘယ်လိုနီးနဲ့တားဆီးကြမှာလဲဆိုတာကိုဟိုတကယ်ကိုခိုင်မာတဲ့ဆွေးနွေးမှုတွေလုံလောက်ကြဖို့တိုက်တွန်းတယ်။နော်တော်လိုင်းအင်အားစုများအနေနဲ့ကျွန်တော်တို့အနေနဲ့အဖြေရတစ်ခုပဲရှိတယ်။နေမြေတွေကိုဒီထက်ပို့ပြီးတော့တိမ့်နိုင်မှကျွန်တော်တို့ကကျွန်တော်တို့ကိုစီဝိုင်းနဲ့ထည့်လာမယ်စကားပြောလာမယ်ကျွန်တော်တို့ကိုလူရခွင့်လာမှာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာမအားလာလို့စိတ်အုပ်စုလုံးသမျှအောင်မြင်နေပါတယ်ပြည်သူတွေခံနေရတယ်ဆိုတာကလည်းမအားလာလို့တော့ပို့ပြီးတော့အောင်မြင်စေမယ့်အထောက်ပံ့ဖြစ်ပါတယ်အဲ့တော့ ဒီဘုံကျဲတာတွေစက်တိုင်လုပ်နေမှာပါပဲအခုလိုမျိုးအာဆီယံကဘလို့တွေပဲဖိအားပဲပေးပေးဘလို့တွေပဲလူရသွင်းလာသွင်းလာမင်းအွန်လိုင်းလို့စိတ်အုပ်စုကသူတို့လုံးဆရာရှိတာကပြည်သူကိုဒီထက်ပိုပြီးဒုက္ခရောက်အောင်ဒီထက်ပိုပြီးပြည်သူတွေကိုတောက်မခံထားနိုင်အောင်နောက်ထောက်ပို့တွေကိုပြတ်နိုင်အောင်အမျိုးမျိုးလုပ်မှာဖြစ်ပါအကယ်၍ဒီရွေးကောက်ပွဲတာအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲစိုးကျိုးတွေအများကြီးပဲရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြည်ပမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့တော်လိုင်းရင်အားစုများတို့အန်ဒီရှိလာနိုင်တယ်နော်ဒီရွေးကောက်ပွဲတာဖြစ်ပြီးခဲ့ပြီဆိုလို့ရှိရင်စီးပွားရေးလမ်းကြောင်းတွေပိတ်ဆို့လာတဲ့စီးပွားရေးလမ်းကြောင်းတွေပြန်ပွင့်လာနိုင်ပြီးတော့အာဆီယံအနေနဲ့လည်းပြန်ပြီးတော့ဒီ ဒီမအားလားစိအုပ်စုပြန်ပြီးလိုရသူစကားပြောလာမယ်တပြေးပြင်းနဲ့ဒါကြီးကရုပ်လုံးပေါ်လာအောင်တကယ်ဟိုမှဟိုအစိုးရတရက်အနေနဲ့ရုပ်လုံးပြန်ပေါ်လာမယ်ဆိုလို့ရှိရင်နိုင်ငံသားမှရှိနေတဲ့ပြည်ပမှရှိနေတဲ့တော်လန်ရေးအင်အားစုတွေထောက်ပို့နေအားလုံးအတွက်အန်တီရရှိနိုင်နေပေါ့နော်ဆိုတော့ဒါကြီးအကြီးကြီးဖြစ်ပါတယ်အဲ့ဒီလိုပဲနော်ဒီစစ်မှုထမ်းဥပဒေမှလည်းနော်ပို့ပြီးတော့အတက်ဝင်လာမယ်ပို့ပြီးတော့လုတ်ချင်တယ်လို့ပို့ပြီးတော့လုတ်လာမယ်အခုလည်းလုတ်ချင်တယ်လို့လုတ်နေဒါဖြစ်တယ်ပေါ့နော်ဒီတက်ပို့ပြီးတော့ဆိုးရွားရတဲ့လုတ်ရက်တွေကိုဟိုလုတ်လာမှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပထမစစ်မှုထမ်းဥပဒေကိုတားမြစ်နိုင်တဲ့ ကောင်းဆောင်မရှိခဲ့ဘူး။ကျွန်တော်တို့ရှိမှာတကယ်ကမှပလန်ချပြီးတကယ်ကမှအဲအစီအစဉ်တခြားလှုပ်ဆောင်မဲ့ခက်ခိုင်မှမှလှုပ်ဆောင်မဲ့ကောင်းဆောင်မရှိခဲ့ဘူး။ဒါကြောင့်မလို့စစ်ကုထံဥပဒေကအောင်မြင်ပါတယ်။နော်ဘလို့ပဲပြောပြောပြည်သူကလက်မခံဘူးပဲပြောပြောပြည်သူတွေရှောင်ပြေးနေရတယ်ပြောပြောပြည်သူလက်ထဲမှာဘာမှရှိရမှာမဟုတ်ဘူး။ပြည်သူတွေကကိုချိန်မနိုင်ခဲမရဖြစ်နေုံကလွဲလို့နော်ဒီစစ်ကုထံကိုလေပောင်ဝင်ချင်ကြတဲ့လူနော်စစ်ကောင်စီဘက်ကနေတိုက်ချင်ကြတဲ့လူတကောင်မှမရှိခဲ့ဘူးတယောက်မှမရှိဘူးသူဘောမတွေကလွဲရင်ဘောမတွေကိုယ်တိုင်လေဒါအော်နေတာပဲရှိတယ်သူတို့ကိုယ်တိုင်လေစစ်မှုထမ်းချင်တဲ့လူတွေတယောက်မှမရှိပါဘူးအဲ့တော့ဒီဒီဥပဒေကိုရအောင် လုတ်ခဲ့ကြတယ်အတီးတူးခဲ့ကြတယ်ဒါကစစ်ကောင်စီအတွက်အောင်မြင်တဲ့ ဟိုပြည်သူလက်ထဲကိုတနက်ထည့်ပေးပြီးတော့ပြည်သူကိုပြန်တိုက်ခိုင်းတဲ့လုပ်ငန်းစဉ်ကအပတ်စဉ်တိုင်းအပတ်စဉ်တိုင်းဟိုအတုတ်တိုင်းအတုတ်တိုင်းအောင်မြင်နေခဲ့တယ်။အဲ့ဒီအတွက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေကဘာမှဘာမှတိတိယောက်ယောက်လှုပ်ဆောင်ခဲ့တာမရှိဘူး။အခုလေ2025ရွေးကောက်ပွဲကိုအတည်ပြုဖို့အတွက်ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့အတွက်မအားလားလို့စီအုပ်စုကဒါဒါကိုပဲအချိန်ဆွဲပြီးလုပ်နေတာဖြစ်တဲ့အတွက်ရေဘေးပဲလာလာငလင်ဘေးပဲလာလာသူတို့တို့အုံနောက်ထဲမှာလုံးဝထည့်ထားတာမဟုတ်ဘူး။ဒါကသိကြတယ်။အဲ့တော့ဒီ2025ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်တဲ့အပေါ်မှာကျွန်တော်တို့တော်လန်ရင်းအားစုများအနေနဲ့ဒါကိုဟိုတားဆီးဖို့ ပလန်တွေမထထားဘူးလားဆွေးနွေးမှုတွေမလုပ်ဘူးလားဘာမှမလုပ်ထားဘူးလားလို့မိကွန်းထုတ်ချင်တယ်ဒါဒါကြီးကလုံးဝဖြစ်သွားခဲ့မယ်အောင်မြင်သွားခဲ့မယ်ဆိုရင်ကျမတို့စစ်ကောင်စီကအချိန်ဆွဲပြီးလုတ်တဲ့နေရာမှာအယံတော်တယ်ပြည်သူတွေဘလို့ပဲခံနေရခံနေရဘာတွေပဲပြောနေပြောနေတော်လိုင်းရဲ့အားစုတွေဘာတွေပဲနိုင်နေတာတွေဘလို့တွေပဲလုံနေလုံနေသူတို့လုတ်ဆရာရှိတာကိုအေးအေးစီစီဆက်လုပ်နေတယ်လုတ်ဆောင်မှုတိုင်းအောင်မြင်နေတယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအတွက်ဒီနောက်ွယ်မှာ နော်ဒီ2025ရွေးကောက်ပွဲရဲ့အောင်မြင်သွားပြီးနောက်ပွဲမှာဖြစ်မယ်အဖက်တွေအများကြီးအများကြီးစိုးကြိုးတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဖျက်ကမယ်ဆိုတဲ့ဟာဟာမျိုးတော့ကျမတို့တွေးမိတယ်နော်ဖြစ်လဲပြက်လဲပြက်စီတင်တယ်ဒါကလုံးကလုံးဝဖြစ်လို့မရတဲ့ရွေးကောက်ပွဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြည်သူတွေဥဆောင်မှုကိုနော်စောင့်မျှော်နေကြဖို့အချိန်မဟုတ်တော့ဘူးဒါကခေါင်းဆောင်တွေအနေနဲ့ချစ်ထွက်လာပြီးတော့မှဒီကိစ္စတွေကိုတိုင်းသားလက်နက်ကင်တွေနဲ့ဆွေးနွေးရတော့မယ်အချိန်ကဖြစ်တယ်လို့ ်တကယ်ကိုမှခိုင်မာတဲ့ဆွေးနွေးမှုတွေခိုင်မာတဲ့အပေးအယူတွေခိုင်မာတဲ့အပေးအယူဆိုတော့ကျွန်တော်တို့တော်လှန်ရေးကိုပဲကြည်ကြည်နော်နိုင်ငံရေးကိုပဲကြည်ကြည်ဘယ်ဘက်ကပဲကြည်ကြည်အာဆီယံအနေနဲ့ပေါင်ဝင်ဆွေးနွေးမှုတွေကိုပဲကြည်ကြည်အားလုံးကအခြေခံက business ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တိုင်းရင်းသားလက်နက်ကင်တွေနဲ့ဆွေးနွေးတဲ့နေရာမှာတကယ်ဖရဲကိုတော့သူတို့လိုချင်တဲ့ brief code တွေကိုဟိုဂျုံကြည်စိတ်ချရမှုတွေရဖို့အတွက်ခိုင်မာမှုတွေဆွေးနွေးမှုတွေလုပ်ဖို့လိုအပ်တယ်လို့ကျွန်မပြောချင်တာဒီအချိန်မှာအတန်ထုတ်နေရုံနဲ့မရအောင်လေကျွန်တော်တို့ ဖယ်ရီယာကိုတကယ်သွားနေပါတယ်လို့ပြောနေုံနဲ့မရဘူးတကယ်ကိုခိုင်ပါတယ်ဆွေးနွေးမှုတွေရှိဖို့လိုအပ်တယ်ကျွန်တော်တို့အတွက်လိုအပ်နေတာလုံးဝတပ်ပေါင်းစုဖွဲ့နိုင်ဖို့ဒါကိုကျွန်တော်တို့လင်းတရှိသွားပြီး online ခဲ့တာနော်တပ်ပေါင်းစုဖွဲ့ဖို့ကိုအခုထိအခုထိကျွန်တော်တို့အရေးရောင်တော့မမြင်ရသေးဘူးသူတမင်းကိုတမင်းဖြစ်နေကြတော့ရှိသေးတယ်ပေါ့နော်နောက်တစ်ခုကဒီညနေ3ပုံမှာ เนาะတရုတ်ရဲ့ဖိအားပေးမှုကြောင့် MMDA ကနောက်ဆုတ်သွားရမယ့်အခြေအနေဘာပဲဖြစ်ဖြစ်ဒါကတို့နောက်ဆုတ်သွားရမယ့်အခြေအနေတဲ့ကိုမြင်နေရတာဖြစ်တဲ့အတွက်လာရှိုးပြန်ပေးတဲ့အမှုဟာအခုလာရှိုးပြန်ပေးတဲ့ကိစ္စအခုမဖြစ်ရင်နောက်ဖြစ်တော့မှာစစ်ကောင်စီတက်ထဲကိုရောက်တော့မှာဖြစ်တဲ့အတွက် DNA လေးတစ်ဖွဲ့ပဲရှိတော့တယ်ဒီ DNA လေးကလည်းနောက်ပိုင်းကျလို့ရှိရင်ဖိအားတွေပို့ပြီးတော့ရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့တပေါင်းစုဖွဲ့ဖို့ကိုဘာတွေလှုပ်ဆောင်ထားကြအလုံးတွေ့ပြီးသွားပြီလို့ပဲထင်ပါတယ်ဒီတပိတ်ချင်းမှာစစ်ကောင်စီဘက်ကပေါင်900ဘုံးတွေအလုံးပေါင်းမြောက်များစွာကျဲချတဲ့အတွက်နဲ့လူပေါင်းမြောက်များစွာအသက်ပေးလိုက်ရတယ် ဲ့တော့ဒီဖြစ်စဉ်ကဘာလဲဆိုတော့ကျွန်တော်တို့မကြသေးခင်ကဒီတပိတ်ချင်းဒီစစ်ကောင်စီတက်ကိုတော်လန်ရစ်တက်ဖွဲ့တွေကအမြင့်ပြတ်ချိန်မုန်းနိုင်ခဲ့တဲ့အတွက်နဲ့အောင်ပွဲတွေခံပြီးတော့တပြေပန်းတွေမလို့လတ်အပ်တဲ့ဒီပွဲပုံစံပေါ့ဗျာမလို့လတ်အပ်တဲ့လူစုမှုတွေနဲ့တစ်ဖက်မှာလေရင်ရှိအာနာရှိ အာနာယူကိုပြေကိုမြေကိုလူမျိုးမသိတဲ့ဒီစစ်သက်လူမျိုး အတိုင်းဝိုင်းတစ်ခုကို against လုပ်နေတာအရန်ကိုအန်တီရများတယ်ခမားတို့ကိုကျုပ်အမြဲတမ်းပြောတယ်အမြဲတမ်းဥပမာပေးတယ်တို့အရခတ်တတော် AA အောင်ပွဲတွေအများကြီးအများကြီးကျွန်တော်တို့ပိန်ပိုက်ထားတယ်ခမားတို့မြင်ဘူးလားအဲ့တိုင်းစစ်ကောင်စီကိုစိန်ခေါ်မဲ့ပုံစံမျိုးကျွန်တော်တို့အပြုတ်လုံနေတာလေပုံဆောင်နေတာလေမြင်ဘူးလားပြည်သူကမကြိုဘူးလားဆိုတော့ကြိုတယ်ဒါပေမဲ့ ဲ့ဒီကျွန်တော်တို့သိမ်းစီရမိတဲ့နေရာတွေမှာပြည်သူအတွက်ပြည်သူအခန့်ကဏ္ဍပြည်သူပုံခုရေးကျဲမာရေးစားဝတ်နေရေးအစားအာရခတ်တော်အေရအရင်ဦးဆုံးနေမြေတွေစနစ်တကျချပြီးတော့မှကျွန်တော်တို့ line ပေါ်မှာခင်ဗျားတို့တွေ့ရလိမ့်မယ်အဲ့အောင်ပွဲပုံတွေပြည်သူကြိုဆိုတဲ့ပုံတွေဒါမှမဟုတ်ဘဲနဲ့အခုကခင်ဗျားတို့ကနိုင်လာတယ်ဟေးဆိုရင်ဒီနေ့မနက်ဖြန်ပဲမြန်မာနိုင်ငံကြီးကိုလက်ထက်ရောက်တော့မဲ့အတိုင်းအောင်ပွဲတွေခံကြတယ်ကျုပ်တို့ မကြိုက်တာဒီဓာတ်တွေပါတယ်ဗျခင်ဗျားတို့တော်လန်ရေးဒီဘက်က NUG ခေါင်းဆောင်တွေနဲ့နောက်ပြီးတော့ NUG ဘက်ကလူတွေထိမ့်သိမ်းမှုမရှိတဲ့ညံဖျင်းတဲ့အပိုင်းတွေအဲ့တော့ခင်ဗျားတို့လည်းတော်လန်ရေးလုံနေတယ်ကျုပ်တို့လည်းတော်လန်ရေးလုံနေတယ်တော်လန်ရေးလုံတဲ့အထက်မှာပြည်သူအထီးခိုက်အဆုံးရှုံးနဲမဲ့ဤစနစ်တွေကိုကျွန်တော်တို့ကပုံဖော်ဆောင်ရတယ်ဒီတော်လန်ရေးပြီးဝရင်လည်းဒီစကားတွေကျွန်တော်တို့အမြဲတမ်းလို့လို့ပြောနေအောင်ပါပဲခင်ဗျားတို့တွေဗျာ ဒီရတခါတည်းမဟုတ်ဘူးနော်ဒါပထမအကြိမ်မဟုတ်ဘူးကျွန်တော်တို့ပြောနေရတယ်ဒေါသထွက်လွန်အားကြီးလို့ပထမအကြိမ်မဟုတ်ဘူးအညာမှာတော့လည်းခမရတို့တိုင်တစ်ချောင်းတော့မဆောက်နိုင်ဘူးအိမ်သားတစ်လုံးတော့မှမသိမ့်နိုင်သေးတဲ့အခြေအနေတော့လည်းအညာမှာကျွန်တော်တို့စခန်းချမယ်တက်မကြီးဖွဲ့မယ်စစ်တိုင်းမှုယုံလုံးမယ်ဆိုပြီးတော့ကြွေးကြော်လိုက်တယ်အညာပြည်သူတွေသေလိုက်တာတောက်တောက်ကိုလဲခမရတို့ဒါကိုလည်းတာဝန်ယူရမယ်ပြင်းတခြားသောဟာတွေကျွန်တော်ထုတ်မပြောခြင်းလို့တာ အဲ့တော့တခုခုပြောပြီးဆိုရင်ခင်ဗျားတို့ကတော်လန်ရေးကာလဖြစ်တဲ့အတွက်နဲ့အ ਨੇ နဲ့အများတော့ခံရမှာပဲဆိုတော့ခင်ဗျားတို့လာကြည့်ပါရခိုင်ပြည်တဲ့လာကြည့်ပါဘုံမကျဲဘူးလားကျဲတယ်ထိခိုက်မှုနဲ့တစ်ဖက်နဲ့အောင်ကျွန်တော်တို့ဘလို့စီမံလဲဒါတွေအရင်လေ့လာခင်ဗျားတို့ခင်ဗျားတို့အန်ယူဂျီရဲ့ဒီခေါင်းဆောင်တွေဒီပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် ပြည်သူတွေလုံပါပါမှာခင်ဗျားတို့တော်လန်ပြည်သူတွေလုံပါပါမှာ တကက်အယူတွေအပေါ်တွေလို့ကွာဘာစီစဲမှုမှမရှိဘူးဘာထိန်ချုံမှုမှမရှိဘူးအခုဘသူတွေပေးဆက်လိုက်ရလဲပြည်သူတွေပဲခမည်းတော်တွေဗျာခမည်းတော်တွေဒီချိန်မှာတော့ပြည်တွင်းမှာရှိတဲ့မြန်မာတွေရောပြည်ပမှာရှိတဲ့မြန်မာတွေရောက တကယ်ဟိုမှာတနာစရာကောင်းတဲ့အခြေအနေမျိုးမှာစိုက်ရောက်နေရပေါ့ရှင်နော်။ဘယ်နေရာပဲကြီးလိုက်ကြီးလိုက်စိတ်ချမ်းသာစရာတကွမှမရှိဘူးပေါ့ရှင်။ဒါပေမဲ့လေပြည်သူတွေကအာတင်းထားကြတယ်။ဒါကိုအတိုင်းအတာတွေ့နေရတယ်ပေါ့နော်။ဘယ်လိုခက်ခဲမျိုးပဲဖြစ်ဖြစ်တောက်ခံနေကြတယ်။ရေဘေးဆိုလည်းလူထောင်နဲ့ချီသေးခဲ့ပြီးပြီ။ဒါလေးနှစ်လုံးမှာဖြစ်ခဲ့ပြီးပါပြီ။ဒါကဘေးအန္တရာယ်တွေ။ဘုံဆိုလည်းကျဲ တဲကျင်တဲ့နေရာတွေခြေခဲ့ပြီးသွားပြီဒါတွေကိုလည်းအများအားစာဖတ်တယ်လို့လိုက်ဖတ်နေရတာဖြစ်တဲ့တော့ပြည်သူတွေရဲ့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုရင်တစ်ဖက်ကပျက်စီးရွံ့မှုတွေစိတ်ဓာတ်တွေပျက်စီးလာတာဖြစ်တယ်လို့တန်တစ်ဖက်မှာအကောင်းတဲ့ဘက်ကိုပြန်ကြည့်ရင်တော့ပြည်သူတွေတော့ဒီအမှန်တရားကိုလူကျင်တဲ့တရားမျှတမှုကိုလူကျင်တဲ့ပြည်သူတွေကတော့ဒီအပေါ်မှာစိတ်ဓာတ်တွေကြန့်ခိုင်လာတယ်ပေါ့ရှင်နော်မလာလာဟိုခံနေရတဲ့အနေအထားမှာမငြင်းမညူပဲနဲ့ပေါ့နော်ဒီကိုအစဉ်ပြေတလူမျိုးလေးပဲ နော်ပြောလဲမပြောရဲကြဘူးလေနော်အဒီနေတိုင်းမှာကိုအစဉ်ပြေသလိုတောက်ခံနေကြတယ်အဲတာတွေကိုကြည့်ပြီးတော့လဲအင်တာမန်စိတ်မကောင်းဖြစ်ရတယ်ပေါ့ရှင်နော်အဲ့တော့ဒီအကျန်းဖတ်မအလာစစ်အုပ်စုဟာရေပေးပဲလာလာမြေးပေးပဲလာလာနိုင်ငံတနိုင်ငံလုံးပြည့်စည်သွားမယ်အရေးဘယ်လိုသဘာဝဘေးအန္တရာယ်ပေးပဲလာလာပေါ့နော်သူတို့အတွက်ဘယ်သူအတွက်အကျိုးပုံရှိသွားလဲဆိုရင်သူတို့အတွက်ပဲအကျိုးပုံရှိသွားတာနော်အခု တခြားနိုင်ငံတွေကနေပြီးတော့ရတဲ့အလူငွေမနှဲပါဘူးဒီမနှဲတဲ့အလူငွေတွေကိုမင်းအွန်လိုင်းတို့စစ်အုပ်စုကခွက်ခောက်ပြီးလူခံခဲ့တာပါဒါသူတို့ပြောတဲ့စကားတိုင်းပြောရင်ခွက်ခောက်ပြီးနိုင်ငံတကာကိုလူခံခဲ့တာတိုင်းပြည်ကိုကူညီဖို့ကယ်ဆယ်ဖို့အတွက်တာဘာမှမလုပ်ကင်ပေးခဲ့တာเนาะဒါကိုမြောက်ပြပြီးစံတောင်းတဲ့အဖြစ်မျိုးလုပ်ရမျိုးကိုတော့မအလားစစ်အုပ်စုကပျောင်ပျောင်တင်းတင်းပဲလုပ်ခဲ့အဲ့တော့ကျမတို့ကအနာဂတ်မုံတိုင်းကြီးမှာဖြစ်သွားတဲ့ တာရကတွေကိုကြည်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နော်နိုင်ငံတကာလာပေးတဲ့အလှူငွေတွေကပြည်သူလက်ထက်လုံးဝမရောက်ဘူးねသူတို့အိတ်ကတ်တွေကိုဝယ်ဝေစားမြစားနဲ့ရောက်သွားမှာဖြစ်တယ်လို့နော်နာကိမာရုံးကလည်းနိုင်ငံတကာကလာတဲ့အလှူငွေတွေကိုဒီလိုပဲလမ်းအနေဖြတ်ခုတ်ယူပြီးတော့မှပြည်သူလက်ထက်ကိုဘာမှမရောက်ခဲ့ပါဘူးတိမ့်နဲ့ချီပြီးတော့ပြည်သူတွေအသက်ပေးအသက်ဆုံးရှုံးအိုးအိမ်တွေပြည့်စည်ရတဲ့အနေအထားမှာမအလားစစ်အုပ်စုဘာမှမလုပ်ပေးခဲ့တယ်လို့နော်ဒီ2008အခြေခံဥပဒေကြီးကိုလူတွေအသက်ပေးနေတဲ့အချိန်မှာပဲရအောင်ရေးဆွဲခဲ့တာဖြစ်တဲ့အတွက် เนาะလူမဆန်တဲ့လုပ်ရက်တွေကိုပဲတောက်လျှောက်လုပ်ခဲ့တာအခုနောက်ပိုင်းမှာဖြစ်လာသမျှဘေးသဘောကဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စအရရအားလုံးဒီလေပြည်သူကသာလှိမ့်ပိတ်ခံနေရမှာဖြစ်ပြီးတော့မအားလာစစ်အုပ်စုအတွက်ကတော့ပို့ပြီးတော့ကောင်းသွားတာဖြစ်ပါတယ်အဲ့တော့ပြည်သူကိုပဲပြန်တက်မယ်ငွေတွေသူတို့ရသွားတာပေါ့ရှင်เนาะအဲဒါပေမဲ့လည်းเนาะကျမတို့ကဟိုဘာလို့တစ်ချက်ပြန်ကြည့်ရမလဲဆိုလို့ရှင်လက်ရှိ အစိုးရလို့ ခေါ်လို့မရတော့လောက်အောင်မင်းအောင်လိုင်းတို့ကမအားလာတို့စစ်အုပ်စုကနေမျိုးတွေကိုဆုံးရှုံးနေတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့တော်လရင်အဖွဲ့ကြီးတော်လရင်ဘတ်တော်သားကြီးအညီနဲ့ပဲဒီနေမျိုးတွေကိုစုမိုးထားနိုင်တာနေမျိုးတွေကိုတိမ့်ပိုက်ထားနိုင်တာမြန်မာတိုင်းငံလုံးအတိုင်းတာနဲ့ဆိုရင်အလေတကွက်ပဲကျန်တော့တယ်နော်မန္တလေးရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့လောက်ပဲကျန်နေတဲ့ကျန်တော့တဲ့အနေထားပေါ့နော်ကျန်တဲ့နေရာတွေမှာသူ့နေရာနဲ့သူရှိရဲဒါတော့မှဒီမန္တလေးတို့အဲဒီပဲခူးတို့ရန်ကုန်တို့မှာလည်းဒါသူ့အဖွဲ့နဲ့သူတော်လရင်အဖွဲ့တွေကရှိနေပြီးသားဖြစ်တယ်အဲ့တော့ ဟိုတတိုင်းပြည်လုံးအတိုင်းတာနေဆိုရင်တင်ထားနိုင်တာကတော့ဒါကျမတို့ဒီတော်လိုင်းရေးအဖွဲ့တွေဘက်ကပုံပြီးတာတယ်ပေါ့ရှင်ဒါပေမဲ့ဒီနိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့အခါမှာတော့မအားလာလို့ကဒီနိုင်ငံအေးရအတားစီးရနေလို့ပြောလို့ရတာပေါ့ဘာဖြစ်လို့လဲဆိုရင်တရုတ်ပါလေသူ့ဘက်မှာတရုတ်ကတောက်ခံပေးရတယ်သူ့ကိုတောက်ခံပေးရတယ်တရုတ်ဆိုတာကအာဆီယံမှာကတော့ ဒါခေါင်းဆောင်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကရုရှားရုရှားဆိုရင်လဲစီလန်ဒါထုတ်လုပ်တဲ့နော်တကယ်ဟိုမှာအင်အားကြီးတဲ့နိုင်ငံဆိုတာကိုညင်းလို့မရဘူးရှင်နော်အဲ့တော့အဲ့ဒီအင်အားတွေရှိရပြင်ဒီရက်ထဲမှာထပ်ထွက်လာတဲ့နော်ဒီအာဆီယံအစည်းအဝေးမှာမင်းအောင်လိုင်ကိုအာမင်းအောင်လိုင်ပါမယ်ပေါ့ရှင်နော်ဒါလူရသွင်းတာပေါ့အဲ့တော့အာဆီယံကဘယ်ချိန်လောက်ကိုလှမ်းနေရယ်ဆိုတာတော့ကျွန်မအနေနဲ့မခန့်မှန်းနိုင်ပေမဲ့နော်မင်းအောင်လိုင်တို့ကတော့သူတို့သိုးလက်ဆောင်ဗန်ဒါများနော်ပေးပြီးတော့ ဒါတော့ပြောစရာမလိုရှင်အမြဲတမ်းလုံနေကြပဲเนาะပြည်သူမျက်နှာကိုမငဲ့ပဲနဲ့ပြီးတင်ရပြီးပလိုက်ပြီးတော့ဒါအမြဲတမ်းလုံနေကြလောက်ွက်တွေပေါ့ဆိုတဲ့အခါကျတော့သူတို့ကတော့သူတို့လုံစရာရှိတာကိုဆက်သွားနေတာဖြစ်တဲ့အတွက်အာဆီယံခေါင်းဆောင်နေအနေနဲ့ကကျမတို့စဉ်းစားမိသလောက်တော့သူတို့စိုးရိမ်နေတာကရုရှားရုရှားကိုစိုးရိမ်နေတာဖြစ်တယ်ရုရှားစစ်တင်းမော်တွေတတ်ဆိုင်လာမှာကိုစိုးရိမ်နေတာဖြစ်တယ်လို့နောက်ကဒီနျူကလ িয়ার တပေါင်းဘူကိစ္စကိုလည်းအာဆီယံနေနေနဲ့ခေါင်းခဲနေတာဖြစ်ပါတယ် အဲ့တော့မအလကိုသူတို့ဘယ်လိုကင်တွယ်ဖြေရှင်းမယ်ဆိုတာမသိပေမဲ့လောလောဆယ်မှာလက်တလုံးမှာတော့လူရသွင်းဖို့ကြိုးစားနေတာတော့ဒါအတိုင်းသားမြင်နေရတာဖြစ်နေပေါ့နော်ဒါပေမဲ့ကျမဒီပုံမှာဗာပြောချင်တာလေဆိုရင်ကျမတို့ဒါပြည်သူတွေပြည်သူတည်းလုံးတော်လန်ခဲ့တဲ့တော်လန်ရေးဖြစ်တယ်ဒီတော်လန်ရေးမှာကျမတို့ဒီ၄နှစ်အတိုင်းမှာတိုင်းပြည်တပြည်လုံးရဲ့နော်ဟိုတဝက်ချမ်းလိုက်မယ်ဆိုလို့ရှိရင်တော့မှကျမတို့ကတိုက်ပြီတပြီလုံးရဲ့၃ပုံပုံလိုက်၂ပုံလောက်ကိုကကျမတို့တော်လန်ရေးတပ်ဖွဲ့တွေကတိမ့်လိုက်တာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဆက်သွားရမှာကဒီတော်လန်ရေးကို เนาะကျွန်တော်တို့ဒီတက်ပို့ပြီးတော့နေမြေစုံမုံနိုင်ဖို့ဒါအဓိကဖြစ်တယ်ကျွန်တော်တို့မှာဒီတလမ်းမဲ့ရွေးချယ်ကြရှိတယ်အဲ့တော့ရန်သူကိုအချိန်မပေးပါနဲ့လို့ပြောခြင်းတယ်ဒါတာဝန်ရှိတဲ့ပုဂ္ဂိုလ်များအယူကြီးမှာရှိတဲ့လူကြီးမင်းများเนาะမြေပြင်မှာရှိနေတဲ့ရဲဘော်ရဲဘက်များကျွန်တော်တို့ရဲ့အားကိုးရတဲ့ပြည်သူရဲဘော်များပေါ့ရှင်เนาะအားလုံးကိုပြောခြင်းတာကကျွန်တော်တို့ကဒီနေမြေတွေတိမ့်ဖို့ သိမ့်နိုင်ဖို့တအဓိကဖြစ်တယ်ဒါကိုပဲကျမတို့အာရုံစိုက်ပြီးသွားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြည်တွင်းပြည်ပမှာရှိနေတဲ့မြန်မာများအားလုံးကလည်းเนาะဒါအမှန်တရားကိုပြင်လို့တဲ့လူများတရားမျှတမှုကိုလိုချင်တဲ့လူများအားလုံးကလည်းဒီဒါကိုဝိုင်းဝန်းပြီးတော့လက်တွေ့ကြကြလှုပ်ဆောင်ပေးစေချင်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီရက်ထဲမှာကျမတို့ဘက်ကဒီတော်လိုင်းကြီးဆိုတာကတော့အမြဲတမ်း အဲသူ့ဘက်ကိုဘက်သူနိုင်လိုက်ကိုနိုင်လိုက်သူတို့ဘက်ကအာတက်ဆရာဖြစ်လိုက်ကိုဘက်ကအာတက်ဆရာဖြစ်လိုက်ပေါ့ရှင်နော်ဒါပေမဲ့အခုကတဘာဝဘေးဖြစ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဒီအဖက်ကိုလည်းခံစားနေရတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ခံစားချက်တွေကမကောင်းဘူးပေါ့ရှင်နော်အဲဆိုတော့အဲ့ဒီပုံမှာဒီတော်လရင်နဲ့ပတ်သက်တဲ့အခါကျတော့လေဒီနိုင်ငံရေးအရာဒီလိုမျိုးအာဆီယံကလူရသွင်းဆက်ဆံလာတဲ့ပုံမှာလည်းကျွန်တော်တို့နေနေတော့တိတ်ပြီးတော့အစင်မပြေဘူးပေါ့ရှင်နော်ဒါပေမဲ့လည်း ဒီတိုင်းမှာကကျွန်တော်တို့ဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စဒီလာရှိုးကိုပြန်အပ်လိုက်တဲ့ကိစ္စမှာလည်းတကယ်တမ်းကျရင်ပြန်အပ်တာမဟုတ်ရှင်အတန်ပဲထုတ်လိုက်တာတကယ်တမ်းကျရင်ပြန်အပ်တယ်ဆိုတာကဒါသူတို့ပြန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့ဟာလာရုံးနေပြန်ဖွဲ့ပြီးတော့ဒီလိုမျိုးအဲဒီဒီပြည်နယ်ရဲ့နော်အဲဒီဒီဒေတာဒီဒေတာကိုပြန်ပြီးတော့ပုံမှန်လဲပတ်နိုင်တာမဟုတ်သူတို့တော့နေရာလည်းမရှိဘူးเนาะအချိန်မရွေးเนาะဒီဒီဘုံမကျရဘူးဆိုတော့ ဟာတွေတော့ပဲသူတို့ကဂရိကိုပြုတ်ထားရပြီးတော့ကျန်တာကဗဇက်စကားပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ပြန်ပေးတယ်ဆိုတာကတည်င်းထုတ်ယုံတစ်ခုပဲရှိတာကျန်တာကတော့ဒါဆက် ပြီးတော့ထိမ့်သိမ်းထားသေးတယ် MMDA ရပေါ့နော်ဆိုတော့လုံးလုံးပြန်ပေးတဲ့အနေအထားမျိုးတော့ကျွန်တော်တို့မမြင်ရသေးဘူးဒါနိုင်ငံရေးကစားကွက်ကလည်းအဲနည်းနည်းတော့နော်မြင်မြင်တဲ့အတိုင်းကြားရင်ကြားတဲ့အတိုင်းတော့ကျွန်တော်တို့ဆုံးဖြတ်လို့မရသေးဘူးပေါ့နော်ဒါကြောင့်မို့လို့ ိုဒေါသထွက်တဲ့လူတွေကတော့ဒေါသထွက်တယ်ကျမတို့လည်းကြကြချင်းမှာဒေါသထွက်ပေမဲ့နိုင်ငံရေးမှာလက်ကွက်တွေကစားကွက်တွေရှိတာဖြစ်တဲ့အတွက်ကျမတို့မျှော်လင့်လာကဒီလိုလက်ကွက်ကစားကွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်အခုချိန်မှာတော့လာရှုပ်ကိုလုံးလုံးပြန်ပေးသေးတာမဟုတ်သေးပါဘူးဒါကျမတို့ဟိုမြေပြင်ကတရင်တွေအရှားပေါ့လို့ရှင်နော်ဆိုတော့ပြန်ပေးရသေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့ကကျမတို့လောက်ရမှာတခုပဲရှိသေးတယ်သူကသူဘလောက်ပဲဘယ်နိုင်ငံနဲ့ပဲဘလို့ပဲချိတ်ဆက်ပြီးတော့ဘာတွေပဲလူရအသွင်းတွေအသွင်းတွေဘာတွေပဲလှုပ်ဆောင်နေလှုပ်ဆောင်နေနေမြေကသာစကားပြောမှဖြစ်တယ်နောက်ဆုံးနေမြေတွေကို ဘလောက်တင်ထားနိုင်တယ်ဘလောက်ထိထိန်ချုပ်ထားနိုင်တယ်ဆိုတာကဒါစကားပြောမှဖြစ်တဲ့အတွက်ဒီနယ်မြေကိုအမြန်ဆုံးဒီ2025မှာတင်ပိုက်နိုင်ဖို့ ਨੇ ချီချီရောက်ရောက်ဟိုလုတ်ပြနိုင်ဖို့ဒါကျမတို့ကလိုအပ်နေရပေါ့နော်ဒါကြောင့်မလို့ပြည်သူတွေကိုเนาะဒီတော်လိုင်းကြီးမှာပါဝင်နေတဲ့ပြည်သူများကိုလည်းပန်ကြားချင်တာကဒီထက်ပိုပြီးတော့တော်လိုင်းကြီးကိုအားစိုက်ပေးကြပါ